ော်ဟုတ်ပြီလားဆိုစဉ်ကြည့်ရမှာခက်ခဲဖြစ်နေပါရဲ့ဆိုတော့ဝါသနာရှင်တွေအားလုံးရှိတယ်ဆိုရင်တက်လာခဲ့ပါဒီမနေ့ပိုင်းမှာကိုတွန်းရဲ့ချင်းမိတ်ဆွေတွေအားလုံးကိုထုံးနော်အနီးကကနန်းကကိုတွန်းမရတဲ့အတွက်ကြောင့်မို့မိတ်ဆွေတွေအားလုံးကိုတွန်းမတင်ပြတော့ဘူးညာကကိုတွန်းလိုက်လွင့်ပေးထားတဲ့အတိုင်းပဲ6တလုံးပိုင်းနဲ့နော်6ပိုင်းနဲ့ကိုကိုတော့နှစ်ခုလေးကိုကတ်တယ်နောက်ပြီးတော့အဓိကမိန်ထားပြီးတော့66နဲ့6တစ်ဆိုတဲ့ကဏ္ဍကိုကိုတော့အဓိကမိန်ထားပြီးထိုးပါတယ်ဟုတ်ပြီတော့နော် ကဲ like share လေးကူညီပေးသွား like လက်မလေးတန်းစီနေသွားအသေးလေးတန်းစီပြီးတော့ပေးသွား comment မှာ okay လေးတန်းစီပြီးတော့မှန်းတော့နော်ဟုတ်ပြီလားကဲ like share လေးကူညီပေးသွား like share လေးကူညီပေးသွားများများလေးလည်း share ပေးသွားနော်ပြဿနာကြီးရမှာခက်ခဲဖြစ်နေပါတယ်ဆိုတော့ဝါသနာရှင်တွေအားလုံးရှိတယ်ဆိုရင်တက်လာခဲ့ပါ ကဲ like share လေးတွေကူညီပေးထားမယ်လက်မလေးတွေတန်းစီနေထားမယ်เนาะဖုံးမန်လေးကိုနှစ်ချက်တောက်လိုက်လက်မလေးတွေပေါ်လာလိမ့်မယ်ဟုတ်ပြီလားကဲထွက်ဆိုင်ကြည့်ရမှာခက်ခဲဖြစ်နေပါတယ်ဆိုတော့ဝါသနာရှင်တွေအားလုံးဝင်လာခဲ့ပါတက်လာခဲ့ပါထွက်ဆိုင်တွေကိုတူတူကြည့်မယ်နောက်ပြီးတော့ကိုထွန်းရဲ့ချင်းမိတ်ဆွေတွေအားလုံး ူတိတွေအကုန်လုံးကိုတို့ရဲ့ YouTube channel လေးကို subscribe ဆိုတဲ့စာတန်းဤတွေကိုနှိပ်ပေးသွား။ဘေးနားမှာခေါင်းလောင်းလေးရှိတယ်ခေါင်းလောင်းလေးမနေ့ရသေးတယ်မိတ်ဆွေတွေအောင်တော့ခေါင်းလောင်းလေးနှိပ်ပေးသွားနော်။ကဲဒီမနေ့ပိုင်းမှာဘာကနန်းလေးထိုးထားသေးတယ်ထိုးထားတဲ့ကနန်းလေးတွေဝင်ပြီးတော့မှန်သွားနော်ဟုတ်ပြီလား။ကဲထိုးရကနန်းလေးတွေဝင်ပြီးတော့မှန်လာမှန်သွားနော် ကဲလိုက်ရှယ်လေးတွေကူညီပေးသွားလိုက်တော့မလေးတွေတန်းစီပြီးတော့နှိအသေးလေးတွေတန်းစီပြီးတော့ပေးသွားကွန်မန့်မှာโอเคလေးတွေတန်းစီပြီးတော့မှတ်လာနော်ကဲလိုက်ရှယ်လေးနဲ့ကူညီပေးတာလိုက်ရှယ်လေးနဲ့

ျွန်တော်တို့6သလုံးပိုင်းကို6ပိုင်းကို2ခွန်4ခွန်နဲ့ကတ်တယ်နောက်ပြီးတော့ကျွန်တော်တို့ခွန်ပရိတ်2ပရိတ်เนาะခွန်ပရိတ်2ခွန်2ပရိတ်ကို63နဲ့66ကဲမြန်မြန်လေးဒါ share ပေးထားမယ်ချမိတ်ဆွေတွေအကုန်လုံးဟုတ်ပြီလား ကိုထိုးထားတဲ့ကနန်းလေးတွေဝင်ပြီးတော့မှန်သွားတော့ပါကနန်းလေးတွေထိုးထားတယ်ပါကနန်းလေးတွေထွက်စေခြင်းတယ်ပါကနန်းလေးတွေကျစေခြင်းတယ်ထိုးထားတဲ့ကနန်းလေးတွေဝင်ပြီးတော့မှန်လာတော့ကဲလိုက်ရှယ်လေးတွေကူညီပေးတာများများလေးရှယ်ပေးတော့ 7နာရီ52မိနစ်ဖြစ်နေပြီเนาะမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့ထိုးထားကနေလေးတွေဝင်ပြီးတော့မှန်းသွားပါကျွန်တော်တို့เนาะပတ်တီးကတော့ကျွန်တော်တို့5ပတ်တီး3ပတ်တီးပဋိက္ခကတော့ကျွန်တော်တို့6ပတ်တီး4ပတ်တီးအပီးခွေအပူအပါကကျွန်တော်3 8 9ညအပီးခွေเนาะဟုတ်ပြီလားကဲပတ်တီးပတ်ထားတဲ့မိတ်ဆွေတွေအားလုံးရှိရဆိုရင်မှန်းသွားပဋိက္ခကိုလိုက်ထားတဲ့မိတ်ဆွေတွေအားလုံးရှိရဆိုရင်မှန်းသွားနောက်ပြီးတော့အပီးခွေကိုခွေထားရဆိုတဲ့ဝါသနာရှင်တွေအားလုံးရှိရဆိုရင်မှန်းသွားเนาะဟုတ်ပြီလား ကဲလိုက်ရှယ်လေးနဲ့ကူညီပေးထားပြန် ကဲများများလေး share ပေးထားမယ်များများလေး share ပေးထားမယ်မိတ်ဆွေတို့ထိုးထားတဲ့ကဏ္ဍလေးတွေဝင်ပြီးတော့မှတ်သွားတော့เนาะ ပါပြီဗျ84ထွက်ပါစီဗျာเนาะဟုတ်ပြီလားခွန်4ဆိုတဲ့ခဏနဲ့ကောင်းပါတယ်ကဲ like share များများလေးတဲ့ကုမီပေးတာเนาะတင်ငါခွန်ငါဝေးကြပါတဲ့ okay ပါဗျတင်ငါခွန်ငါကဲထွက်စီခြင်းတဲ့ခဏလေးတွေဝင်ပြီးတော့မှန်းပါเนาะဟုတ်ပြီလား ကဲလိုက်ရှယ်လေးတွေကူညီပေးတာလိုက်လက်မလေးတွေတန်းစီပြီးတော့နေเนาะအောက်ပြီးတာအသေးလေးတွေတန်းစီပြီးတော့ပေးတာများများလေးရှယ်တော့များများလေးရှယ်တော့ဟုတ်ပါပြီဗျကဲ3 6လို့2 3လို့ ကဲ like share လေးနဲ့ကူညီပေးသွားနော် like ကဲ like လက်မလေးတွေများများနှိပ်ထားဗျာလက်မလေးတွေရမ်းအောင်အားနည်းနေပါတယ်လူတိတိအကုန်လုံးကကိုထွန်းရဲ့ YouTube channel လေးကို subscribe ဆိုတဲ့စာတမ်းလေးတွေကိုနှိပ်ပေးသွားနော်ပြည်နာမှာခေါင်းလောင်းလေးရှိတယ်ခေါင်းလောင်းလေးနှိပ်ပေးသွားပါကိုထွန်းရဲ့ချစ်မိတ်ဆွေတွေအကုန်လုံးဟုတ်ပြီလားနော်46နဲ့နှိမ်ကထွက်ပါစီဗျာအခုကိုထွန်းတို့နော်ပြီးခဲ့တဲ့ဘက်ကလည်းကိုထွန်းတို့မင်္ဂလာလေးဖြစ်ခဲ့တယ်အခုဒီတဲ့ဘက်ကိုလည်းမင်္ဂလာဖြစ်အောင်တော့ကိုထွန်းအစွမ်းကိုကြိုးစားပေးထားပါတယ် အဲဒီကြောင့်မို့ကိုထွန်းရဲ့ချင်းမိတ်ဆွေတွေအားလုံးအားလုံးအကုန်လုံးအကုန်လုံးဒီနေခင်း2နာရီကို2နာရီထိုးကိုကိုထွန်းရဲ့ live ရှိပါတယ်ဒီညက်နေ့4နာရီခွဲကိုမနေ့ကအကျွန်တော် sorry တောက်ကြနေညက်နေ့3ည3ညအောင်မြင်ခဲ့တလို့မျိုးပဲဒီညက်နေ့4နာရီခွဲကိုထပ်ပြီးတော့အောင်မြောင်လို့ကိုတော့ခဏန်းကိုရှာပေးထားမယ်အားကြောင့်မို့ဒီဒီနေခင်း2နာရီထိုးကို ကိုတော့ live လွှင့်ပေးမယ်နော် ထားတယ်မလိုက်ပဲနေတော့ရပ်ပြန်ခေါ်လိုက်လိုက်ရှယ်လေးတွေကူညီပေးတာเนาะကျွန်တော်တို့17နာရီ50နာရီ9မိနစ်ပဲပါပါပြီဒီနေ့ကင်းကိုတို့2နာရီထိုးကိုကိုထွန်းရဲ့ like ရှိပါတယ်ကိုထွန်းရဲ့ချစ်မိတ်ဆွေတွေအားလုံးပဲเนาะကဲ like share လေးများများလေးကူညီပေးတာဗျာဟုတ်ပြီလားကဲ like share များများလေးကူညီပေးတာ လိုက်လက်မလေးတွေတန်းစီပြီးတော့နှိပ်တာเนาะ7 50နဲ့မှ6မိနစ်ဖြစ်သွားပါပြီကဲထွက်ဖို့ခြင်းအောင်ရန်ရန်ဒီကက်လာပါပြီဘိတ်ဆွေတွေအားလုံးเนาะဒီနေ့ကင်းကိုထုံးလို့ကိုထုံးရဲ့မိတ်ဆွေတွေအားလုံးဒီနေ့ကင်း2နာရီထိုးကိုထုံးရဲ့ live ရှိပါတယ်တောက်ကြနေညက်တွေကတောင်ကြတော့ညအောင်မြင်ခဲ့သလိုမျိုး ထပ်ပြီးတော့အောင်မြင်ခြင်းနဲ့ထပ်ပြီးတော့ပေါ့ခြင်းနဲ့ဆိုရင်ဒီနေ့ကနှစ်နာရီထိုးကိုကိုထွန်းရဲ့ like ကိုအားလုံးပဲစောင့်မျှော်ကြည့်ရှုပေးပါမိတ်ဆွေတို့အကောင်းဆုံးအကောင်းဆုံးအနေနဲ့ကိုထွန်းပြန်လာခဲ့မယ်ဟုတ်ပြီလားနော်ကဲကျွန်တော်တို့ glow set ကတော့7နာရီတော့ထိုးသွားပြီနော်ဟုတ်ပြီလားစနေနေ့ထိုးသွားပါပြီမိတ်ဆွေတွေအကုန်လုံး ကဲစောစောတယောက်49ထိုးထားတဲ့တယောက်နော်ကျွန်တော်တို့49ထိုးထားတဲ့တယောက်တော့တွေ့ရှိရပါတယ်စောစောကဲလိုက်ရှယ်လေးနဲ့ကူညီပေးထားဗျာလိုက်ရှယ်လေးနဲ့ကူညီပေးထား ကဲ48နဲ့ဗောတင်သွားပါပြီမိတ်ဆွေတွေအကုန်လုံးနော်48 48 48ပြတော့2ပြိတ်ပဲเนาะကျွန်တော်တို့6သလုံးပိုင်နဲ့ကျွန်တော်တို့66ဆိုတဲ့ကဏ္ဍကိုကျွန်တော်ထိုးရခြင်းဖြစ်တယ်အဲကြောင့်မိတ်ဆွေတွေအား48နဲ့ဒီမနက်ပိုင်းကတော့အကုန်လုံးပြီးဆုံးသွားပြီ48နဲ့ပေါက်တဲ့လူတွေရှိလားเนาะ အခုလောလောဆယ်ကတော့မိတ်ဆွေအောင်ဒီမနက်ဘက်မှာကိုထုံးလို့လွဲနေတယ်အဲ့ဒါကြောင့်မပူတဲ့အဖွင့်တွေပဲရှိပါသေးတယ်ကျွန်တော်တို့ဒီညက်တွေကိုအကောင်းဆုံးစူးစမ်းပြီးပြန်လာခဲ့မယ်ဒီနေ့ကင်းနှစ်နာရီထုတ်ကိုအားလုံးပဲဆောင်းမှုကြည့်ရှုပေးတောက်ကြနေတညတောက်ကြနေညက်တွေတညတညအောင်မြင်သွားခဲ့တယ်လို့မျိုးဒီညက်တွေကိုထပ်မံပြီးတော့အောင်မြင်နေတယ်ဆိုရင်နှစ်နာရီထုတ်ကိုအားလုံးပဲဆောင်းမြော်နေပေးပါပောက်ပြီလားနော်ကဲအားလုံးပဲကိုရောလိုက်ကလေးကိုဒီလောက်နဲ့ပဲရှင်းလာခွင့်ပြပါနော်